ဥဌာဏသုတ်တာမှာမြတ်စွာဘုရားတိုက်တွန်းခဲ့တဲ့စကားလေးတစ်ခုရှိတယ်။တန်လန်သိခထတန်တိယတန်တိယကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးဖို့အတွက်တန်လန်ဆွဲဆွဲမြဲမြဲသိခထကျင့်သုံးရမယ်တဲ့လေ့ကျင့်ပေးရမယ်။နော်ဒီစကားလေးကိုဘုန်းဘုရားအလွန်သဘောကျတယ်။ကိုယ့်စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်လူတိုင်းလူတိုင်းဟာကျင့်ရမယ်ကျင့်တဲ့နေရဆိုတဲ့နေရာမှာတော့မှဆွဲဆွဲမြဲမြဲကျင့်ရမယ်။နော် စိတ်ကလေးငြိမ်းအေးဖို့အတွက်အလေးအကျင့်လုပ်ပေးရမယ်။ကောင်းတဲ့အလေးအကျင့်။နော်စိတ်ကိုငြိမ်းအေးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီးလန်းကိုရှာမယ်။နီးမှလမ်းမှတွေးပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒါလေးကိုကျွမ်းကျင်အောင်ကိုယ်စိတ်ကလေးကိုငြိမ်းအေးအောင် ထားတတ်ဖို့ငြိမ်းအေးဖို့အတွက်ဘုန်းဘုန်းတို့ဟာဆွဲဆွဲမြဲမြဲလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုတိုက်တွန်းခဲ့တာ။ဟုတ်တယ်စိတ်နှလုံးချမ်းသာဖို့ငြိမ်းအေးဖို့ဆိုတာလည်းပဲနီးလန်းမရှာဘဲနဲ့မှန်ကန်တဲ့နီးလန်းနဲ့မကျင့်သုံးလို့မရဘူးတူရတယ် ေးကျင့်မှစွတ်စွတ်မြဲမြဲလုပ်မှရနိုင်တဲ့အကျိုးရလတ်တစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလို့နီလန်းလေးတွေလည်းအနှစ်ချုပ်ကလေးဖုံဖုံပြောပါမယ်ဟုတ်လားစိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဒီစိတ်နှလုံးကိုမငြိမ်းအောင်မအေးအောင်လုပ်နေတဲ့အရာတွေကိုဖယ်လိုက်ဖို့ပဲဒါလေးကိုဖုံဖုံကသဘောပေါက်စေရင်ဟုတ်လားဖုံဖုံတို့ရဲ့စိတ်နှလုံးကဘာကြောင့်မငြိမ်းအေးတာတော့ဒါကိုသိရမယ် စိတ်ကဘာကြောင့်မငြိမ်းအေးတာတုံးလို့မေးရင်ဟိုတိတာထင်ရှားတဲ့အကြောင်းတရားတစ်ခုကတော့စိတ်တိုင်းမကြမှုဒေါသတရားကြောင့်စိတ်ကမငြိမ်းအေးတာပဲဟုတ်လားကိုယ်စိတ်ကိုအပူလောင်ဆုံးရှုတ်မြိုက်နိုင်တာဟာဒေါသဒေါသဘာတော့စိတ်တိုင်းမကြဘူးအလိုမကြဘူးနောက်ကြီးထွားလာရင်မကြည်နပ်ဘူးနော်နောက်ဆုံးသူများဘဝမိမိဘဝကိုဘာဖြည့်ဆည်းပြဖို့အထိကြိုးစားတဲ့အနေအထားထိရောက်အောင်ဒေါသပြင်းထန်လာရင်စိတ်နှလုံးကပြင်းပြင်းထန်တဲ့အဲ့ဒီအချိန်မှာပူလောင်လိမ့်မယ်ပူပန်လိမ့်မယ် ဒါနဲ့အဲ့ဒီဒေါသဆိုတဲ့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့နော်အကြောင်းတရားဘာလို့ခြေခံဖြစ်တုံးဆိုရည်ဘူးရအဖြစ်နော်လူချင်းမှုရချင်းမှုဖြစ်ချင်းမှုဒီလောဘကိုပဲအခြေခံပြီးတော့ဒေါသဟာဖြစ်တာပဲနော်ဒေါသရဲ့သဘောလေးကိုဘုန်းတို့သေချာစဉ်းစားကြည့်လိုက်နော်အလိုမကျဘူးလို့သူကဒေါသရဲ့သဘောလေးကအလိုမကျဘူးအစားတဲကအလိုတွေတိတ်များနေလို့ရှိရင်အလိုမကျမှုတွေဟာများလာတဲ့အကြောင်းရှိတယ် အစာတဲကွာစာအလိုနေနေမယ်ဆိုရင်သူအလိုမကျတဲ့အကြောင်းသိပြီးတော့မရှိဘူးလောဘနဲ့ဒေါသနဲ့ဟာအလွန်ကြီးကြီးမားမားဆက်သွဲနေတယ်ဆိုတာမြင်တတ်ရမယ်ဟုတ်လားအလိုဆန္ဒများတဲ့လူတွေဟာများသောအားဖြင့်ဒေါသအားကြီးကြတာဟောဆိုသူတို့အလိုဆန္ဒတွေဟာအကုန်လုံးဖယ်ပြည်နိုင်ပါတော့ဟုတ်လားဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းဟိုဟာရခြင်းတရားရခြင်းဒီလိုလူတွေဟာစိတ်တိုင်းမကြမှုတွေပိုးပြီးတော့များလာတယ်တဖုံးပြောနေတဲ့စကားလေးကိုဂွင်းဆက်ကလေးမပြတ်စင်းနဲ့ ကိုယ့်ရဲ့စိတ်နှလုံးလေးငြင်းအေးဖို့အတွက်မြတ်စွာဘုရားဆွဆွမြဲမြဲလိကျင့်ရမယ်လို့တိုက်တွန်းခဲ့တာ။အဲ့တော့စိတ်နှလုံးကိုငြင်းအေးခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်မလို့မငြင်းစီမအေးတွေတော့အကြောင်းတရားတွေကိုဖယ်ရှားလိုက်ရင်စိတ်နှလုံးဟာငြင်းအေးသွားမှာပဲ။အဲ့တော့စိတ်နှလုံးဘာကြောင့်မငြင်းအေးတွေတာတော့မငြင်းစီမအေးတွေတဲ့အကြောင်းတရားဘာတုံးဆိုရင်အကြံမြင့်ရေဘူးကတော့ဒေါသပဲ။ဟုတ်လားစိတ်တိုင်းမကြမှုဒေါသ။အဲ့ဒီဒေါသကဘာကြောင့်ဖြစ်တုံးအခုပြောနေတယ်ရေဘူးရာဖြင့်ဒေါသဟာလောဘကြောင့်ဖြစ်တယ်။လူချင်းမမောမှုပေါ့နော်။ အဲ့လိုဆိုရင်အဲ့ဒီလောဘဟောဘာကြောင့်ဖြစ်တုံးနည်းနည်းလေးခွင်းဆက်လေးတစ်ခုထပ်လိုက်လိုက်အောင်ရေဘူးရာအဖြစ်လောဘဟာမောဟကြောင့်ဖြစ်တယ်မောဟဆိုတာဘဝအကြောင်းအမှန်မသိတာပဲနော်ဘဝရဲ့ဖြစ်နေတဲ့အနေအထားတွေကိုမှန်မှန်ကန်ကန်မသိတာပဲဘဝကအိဋ္ဌဒုက္ခအနတ္တဖြစ်တယ်ဒုက္ခသစ္စာဖြစ်တယ်ဘဝရဲ့သဘောကဒါပဲအဲ့ဒီဥစ္စာကိုဘုန်းတော်မှန်မှန်ကန်ကန်မသိတဲ့အခါကျတော့နော်ဘဝကိုမကောင်းမှမသိတဲ့အခါကျတော့ကောင်းလိမ့်နိုးနိုးနဲ့မျှော်ကိုကြတာဘဝကဒုက္ခသဘောကြီးပဲဒါဘလို့မှ ဟိုဘလို့အကြောင်းတရားနဲ့မှတကယ်နဲ့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 ပြင်လို့ရှင်လို့ရနိုင်တဲ့အနေအထားမရှိဘူးယုတ်တည်နေနေဖြစ်နေရဆိုတာဒုက္ခတွေဖြစ်နေတာတကယ်ကအဲ့ဒီအမှန်တရားကိုခုံဖုံးတို့ကောင်းကောင်းသိလို့ရှိရင်လူကျင်မှုဟာနဲကိုနဲဟုတ်လားအခုကဖုံးဖုံးတို့ကဒုက္ခကိုမသိတဲ့အခါကျတော့ဒီဒုက္ခရဲ့ပုံမှာတော့ကောင်းလိမ်နိုးနိုးနဲ့မပြင်းစင်ခြင်းတဲ့အပိုင်းတွေရှိတယ်လူလားတောင့်တတာတွေရှိတယ်ဘဝထဲမှာကောင်းမယ်ထင်တဲ့အရာရှိတယ်လို့ထင်နေတာမောဟပဲတကယ်ကဟုတ်လား ကောင်းမယ်ထင်တဲ့အရာရှိတယ်ထင်လို့လောဘဖြစ်တာဒါနဲ့နဲ့နဲ့လေးဘုံကတရားအစမှာပြောကြည့်တာဟုတ်လားအဲ့လိုဆိုလို့ရှိရင်မောဟသူ့ကြောင့်လောဘအဲ့ဒါကြောင့်ဒေါသအော်စာတွေကတော့ဘုရားဘယ်လိုလေးဟောတော့လောဘဒေါသမောဟလို့အစဉ်တိုင်းလေးကတော့အဲ့လိုလေးဟောရတယ်ဒါပေမဲ့ရေဘူးရတကယ်ဖြစ်စဉ်ကဘယ်လိုအခြေခံနေအောင်ဆိုမောဟအခြေခံနေနော်ခန္ဓာအကြောင်းဘဝအကြောင်းလောကရဲ့အကြောင်းကိုအမှန်မသိမှုဆင်းရဲတွေလို့အမှန်မသိတဲ့အခါကျတော့ဒါရဲ့ပုံမှာ လူကျင်မှုရကျင်မှုရွှဲလန်းမှုမဲမောမှုအများကြီးပွားလာအဲ့ဒါတွေပွားလာတဲ့အခါကျတော့အဲ့ဒါတွေအလိုမပြေတိုင်းမပြေတိုင်းမကျေနပ်မှုစိတ်တိုင်းမကြမှုဒေါသတွေကလည်းပွားလာတယ်အဲ့ဒီဒေါသဖြစ်မှာပဲဘုန်းဘုန်းတို့ရဲ့ဘဝမငြိမ်းအေးပါလားလို့နားလေကြတယ်များသောအားဖြင့်ဟုတ်လားအဲ့တော့ဒီဒေါသရဲ့နောက်ွယ်ကနေပြီးတော့ဒေါသဖြစ်အောင်မိထုတ်ပေးနေတဲ့အရာဘာလဲလို့မင်းလောဘနဲ့မောဟပဲဟုတ်လားအဲ့လိုရှင်ဘုန်းတို့မူရင်းစကားလေးပြန်ကောက်ကြည့်အောင်။နောက်ငြင်းအေးဖို့အတွက် ်ဆွဆွမြဲမြဲလေ့ကျင့်ကြလို့ဘုရားတိုက်တွန်းတယ်လူတိုင်းလဲကိုယ်စိတ်နှလုံးကိုငြိမ့်ကျင်ကြတယ်အေးကျင်ကြတယ်ဟုတ်လားအဲ့လိုငြိမ့်အေးဖို့ကြိုးစားမယ်ဆိုရင်ဘာလို့ရမှာတော့မငြိမ့်စီမအေးစီသောအရာတွေကိုဖယ်ရှားရအဲ့တော့မငြိမ့်စီမအေးစီသောအရာတွေကအကျံမြားဖြင့်သုံးမျိုးတွေ့သွားပြီနော်။ဘာနဲ့ဘာနဲ့ဘာနဲ့နော်။လောဘရယ်ဒေါသရယ်မောဟရယ်ဒီမှာဖြစ်စဉ်အတိုင်းလေးပြောမယ်ဆိုရင်တော့မောဟရယ်လောဘရယ်ဒေါသရယ်ဒီလိုသွားရတာဟုတ်လား။ တော့အဲ့ဒီအကုသိုလ်တရားဒါအကုသိုလ်ပဲအကုသလမူလလို့ဘုရားဟောတာနော်အကုသိုလ်တရားကိုဖယ်ရှားခိုင်းတာပဲတကယ်ကအကုသိုလ်ကိုဖယ်ရှားလိုက်လို့ရှိရင်အကုသိုလ်ကြောင့်ဖြစ်မဲ့ပူမှုလောင်မှုမငြိမ်းမှုမအေးမှုတွေကအကုန်လုံးငြိမ်းသွားမှာ